အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မှတ်သင်ခဲ့တာကတော့အခန်း3လေ့ကျင့်ခန်းဘုဒ္ဓသမားအနှစ်ကနံပါတ်1လေးဖြစ်ပါတယ်နံပါတ်1မှာဆိုကျွန်တော်သူပြရတဲ့အကြရာကြီးနဲ့လို့ကျွန်တော်ရှင်းပါပြပါရပါတော့နံပါတ်ကကြီးက 5a minus 2b minus 3a အဲ့ဒီမှာကျွန်တော်ဂွင်းဖြုတ်မယ်ဂွင်းဖြုတ်တဲ့အခါမှာဂွင်းရရှိမှာအနှုတ်ရှိရင်ဂွင်းနဲ့ရရှိတဲ့လက္ခဏာကြီးပြောင်းသွားမယ်ဆိုတော့ဖိုင်ရဒီအမ်ပြည်မယ်ပလတ်2ဘီရ -2 ဘီဖြစ်ပြီးတော့ -3 ရကျတော့ +3 ဖြစ်သွားပါမယ် ပြန်ရတူရာလေးကိုဆူလိုက်မယ် 5a နဲ့ +3a နဲ့တူရာဖြစ်တဲ့နှစ်ခုဆူရေးမယ်မိုင်းနဲ့2ပြရသူသူရဲ့မျိုးမျိုးတကယ်လို့မရှိတာသူဖြစ်တဲ့တလုံးမဲ့ရေးလိုက်မယ်ပေါ့နော်ဒါဆိုရင် 5a နဲ့ 3a နဲ့ပေါင်းတော့ 8a ရပါတယ်အဲ့ဒါအဖြေက 8a 2b ရပါတယ်ပေါ့နော်နမကဝေးပါနမကဝေးက 3y 7နဲ့ 2y 4အဲ့ဒီမှာကျတို့ကဂွင်းရရှိမှာအနှုတ်ရှိရဆိုတော့ခုနတိုင်းမှာကျတို့လက္ခဏာတွေပြောင်းမယ် နောက်နောက်မှာရှေ့ရခွင်းကတော့ 3y -7 ဒီတိုင်းပြင်မယ်။နောက်ကခွင်းကိုကျတော့ +2y က -2y ဖြစ်ပြီးတော့ -4 က +4 ဖြစ်ပါမယ်။ဒါဆိုရေတူရလေးဆိုတဲ့အခါမှာ 3y နဲ့ -2y တူမယ်။ -7 နဲ့ +4 နဲ့တူမယ်ပေါ့။ဒါဆိုရင် 3y နဲ့ 3y နဲ့က 2y ကိုတော့ရှေ့ကို y ကျမ်းပဲ -7 နဲ့ +4 နဲ့ကျတော့ -3 ကျမ်းပဲ။ဒါကြောင့်မို့အဖြေက y -3 ပါ။နံပါတ်ကငယ်ပါ။နံပါတ်ကငယ်ကကျတော့ hd -6 တကွင်း 3d +9 တကွင်းပေါ့နော်။အဲဒီကောင်မှအနုရှိရဲ့။ ။အရင် green tea ကမှ HT minus ကိုရမ်းပြန်ရင်မယ်။အဲ plus 3တွေက minus 3တွေပြီးတော့ plus 9က minus 9ဖြစ်မယ်။ဒါရင်2တာဆုတဲ့ကမှ HT နဲ့ minus 3တွေကိုရေးမယ် minus 6နဲ့ minus 9တွေကိုတကွေးရေးမယ်ပေါ့နော်။အဲ့ဒီ HT တဲက minus 3တွေကိုတော့ fight တီချင်ပြီးတော့ minus 6နဲ့ minus 9ကြတော့ကျွန်တော်ကနှစ်ခုလက္ခဏာတွေတော့ပေါင်းတော့ minus 15ရပါတယ်။နော်။အားသို့ရင် fight တီ minus 15ရပါတယ်။နောက်နံပါတ်ကြီးပါ minus 5c plus 4d မတကား minus 2c minus 3d ဒါသိရုပ်ဂွင်းဖြီမယ်ဖြီတဲ့အခါမှာခုနအတိုင်းပဲရှင်းရခွင့်ကတော့ minus 5c plus 4d ကိုရိုင်းပြန်ရင်ရိုင်းပြီးတော့2 plus 2c က minus 2c ဖြစ်ပြီးတော့ minus 3d က plus 3d ဖြစ်သွားပါမယ်။ဒါကြောင့်ရုပ်2တိုင်းစုတဲ့အခါမှာ 5c နဲ့ minus 2c တူမယ်။ 4d နဲ့ plus 3d တူမယ်။ဒါဆိုရှင် minus 5c နဲ့ minus 2c ဆိုတော့ minus 7c 4d နဲ့ 3d နဲ့ကတော့ plus 4 7d ပေါ့နော်။ကြောက်ပြီနံပါတ်5ပါ။နံပါတ်5ကကြတော့လေ 2 z square plus 3 z minus 4ရယ် minus 3 z square minus 5ပေါ့နော်အဲ့ဒါလို့ရှင်ကျတော့အဲ့ဒီမှာကျူဒီ queen ရဲ့အပြင်ကဂဏန်3နဲ့ queen ရဲ့အကျိုးဝင်မြောက်မယ်မြောက်တဲ့ခါမှာရှေ့ရ queen ကတော့2 z square plus 3 z minus 4ဟုတ်နော်ဒီ queen ရဲ့3ရနေပြီးတော့ queen ရဲ့ဝင်မြောက်တဲ့ခါမှာ minus 3 z square ပြီးတော့ဗါတော့ plus ဗါလဲ minus 5ကဗါပြီးတော့ plus 5ပြီးတော့မယ် plus 5နဲ့ minus 3နဲ့ နော်3ငါး55ပေါ့နော်အခုရှေ့မှာနှုတ်ရှိတဲ့ဂွေနဲ့လက္ခဏာတွေပြောင်းလာပြီတို့ရဲ့အဲဘလိုက်ရစီပလတ်ဖီတင်းရပါတယ်အဲ့တော့တူလာယူလိုက်မယ်ပေါ့နော်ရက်ကမှာ 2z2 နဲ့ -3z2 နဲ့တူရဲ့ပလတ် 3z နဲ့ပလတ်40နဲ့နော် -4 နဲ့ပလတ်50နဲ့တူရဲ့ဒီဇက်ကကျတော့ဒီကတလုံးမကြီးတဲ့ဓာတ်မှာလုံးမကြီးတယ်ပေါ့နော်ဒါရင် 2z2 နဲ့ -3z2 ဆိုတော့ -z2 ကျင်မယ်။ 3z နဲ့က -4 နဲ့ +15 နဲ့ကြတော့လေကျလို့ ်ဒသနာမလို့တော့တော့15ရက်လေးနေတော့စစ်တေနော်အပေါင်းအများရဲ့အပေါင်းစစ်တေပါညနေမဆာလုံး minus 5ကဂျိုဘွေနဲ့ဝင်မြောက်မယ် minus 5နဲ့ဖုန်းနဲ့ဘက်ကတော့ခါမှာ minus 20 mq ဒါပြရရှိရင် minus 5နဲ့ minus 2 and square ကြတော့ minus minus နဲ့ minus ဆိုတော့ plus ကြတော့နော် plus 10 and square ရပါတယ်တော့အခွင့်ရကြတော့လည်းရှိမယ်ဝင်ရရှိမှအနုလက္ခဏာရှိရတဲ့ minus 7 and square က plus and square plus 7m² ပြီးပြီးတော့ minus 8m² ကလည်း plus 8m² ရပါတယ်။ဒါဆိုရင်ကျွန်တော်တူတာရွေးလိုက်မယ်ပေါ့နော်။ 2m³ plus 8m² နဲ့ဒါ 10m² plus 7m² ကညီပါတယ်။ဒါဆိုရင် minus 10m² နဲ့ plus 8m² နဲ့ဆိုတော့ကျွန်တော်လက္ခဏာပြုလို့နှုတ်တော့ minus 12m² ရပြီးတော့ 10m² နဲ့ 7m² ဆိုတော့ 17m² ရပါတယ်။နံပါတ်6လေးမှာတော့ a² + 3a + 6နဲ့1 - a² +2 ရဲ့အဲ့ဒီမှာကျတို့ဂွင်းဖြီမယ်ခုနကတည်းကရှင်းမှာနှုတ်ပြတတ်တယ်နော်ဂွင်းရရှင်းမှာနှုတ်ဆိုရင်ဂွင်းရလက္ခဏာပြောင်းမယ် +1 က -1 -a² +2 ရဲ့က -2 ရဲ့ပေါ့နော်ဒါဆိုရင်2တိုင်းရှေ့အောင်စုလိုက်မယ် a² နဲ့ a² နဲ့တူတယ်နောက်က 3a နဲ့ -2a နဲ့တူတယ်အကပလစ်နဲ့ -1 နဲ့တူတယ်။သူကရှေ့ရလက္ခဏာ -1 ဆိုရင်တခါရယူရမှာနော်။ x2 နဲ့ x2 နဲ့ပေါင်းတော့ 2x2 ရရ။ 3x2 ကိုနှုတ်တော့8ကျန်တယ်။စစ်သေးက -1 ကိုနှုတ်တော့5ကျန်တယ်။ 3 square plus 8 plus 5စလိမ်မျိုးကျိုးစားဝဲပါ t2 plus 2t square plus 3တဲ့နောက်တစ်ခုကကျတော့ 5t 2 minus 2t square minus d အဲ့တော့ဝင်ပြီမယ်ခုနတိုင်းမဲ့ကျလို့ခွင်းရှင်းတဲ့ခါမှာခွင်းရရှိမှာအနှုတ်ရှိရင်ခွင်းရလက္ခဏာရင်းပြောင်းနေမှာရှိရခွင်းရတော့ဒီမှာပြင်ရရပါနော်အဲ့တော့ plus 5t2 က minus 5t2 minus 2t2 က plus 2t2 minus t က plus t ရပါမယ်။ဒါဆိုကျတော့တူတာလေးကြီးမယ်ပေါ့နော်။ ဘာတွေတူလဲဆိုရင်တီကျူးနဲ့5တီကျူးတူတယ်နောက်က2တီ square နဲ့2တီ square တူတယ်နောက်ကတီနဲ့3နဲ့ကတော့တလုံးကြီးရဖြစ်တော့တီ plus 3ဆိုတလုံးကြီးရပါတော့နော်အဲဒါရင်တီကျူးနဲ့ -5 တီကျူးဆိုတော့4တီကျူးကျပါမယ်2တီ square 2တီ square ဆိုတော့4တီ square နောက်ကတီ plus 3ကရရမယ်ပြန်ပါနော်ဇာခွဲပြကျူးဇာမြင်ပြပါ c ရဲ့ကျူ -10a² b² ရဲ့နောက်က -b² b ကျူပေါ့နော် ငါမိုင်းနဲ့မိုင်းနဲ့2ရဲ့ကျူပလက်5 a square b square မိုင်းနဲ့3 b ကျူဝင်းဖြီးတယ်ဝင်းရှင်းမယ်ရှေ့ရခွင်းကိုရိုင်းပြင်ရင်မယ်နောက်ကခွင်းရကြတော့နောက်ကခွင်းရရှိမှာအနုလက္ခဏာရှိတဲ့ခွင်းရလက္ခဏာကိုပြောင်းမယ်မိုင်းနဲ့2ရဲ့ကျူက +2 ရဲ့ကျူဖြစ်မယ် +5 a square b square က -5 a square b square မိုင်းနဲ့3 b ကျူက +3 b ကျူဖြစ်သွားပါမယ်ဒါတင်ကျူတူတာလေးယူမယ်တူတာလေးတာကျတော့3တက်ကကျတော့ 6a ကျူရဲ့နောက်နောက်ကပါတော့2 6a ကျူရဲ့2 a ကျူရဲ့က2တယ် နော်နောက်ကမိုင်းနက်10 square b square နဲ့ပလက်အဲမိုင်းနက်5 square b square ညီရယ်နောက်ကကျတို့က b2 နဲ့ပလက်3 b2 နဲ့ညီရယ်ပေါ့နော်အဲဒါဆိုရင်စရဲ့ဂျူနဲ့ဒူရဲ့ဂျူနဲ့ဘောင်းတဲ့ခါမှာ xa ကျူးရတယ်မိုင်းနက်10 square b square နဲ့ -5 square b square ကတော့ပေါင်းနိုင်မယ်လက္ခဏာလိုတော့ပေါင်းတော့ -15 a square b square ရရဲ -b ကျနဲ့ +3 b ကျဆိုတော့နှုတ်လိုက်ခဲ့တဲ့အခါမှာ 2b ကျရပါတယ်နောက်တစ်ခုကနံပါတ်ညပါ 5a 4y² 2h 1/5ဒါတို့ရှိရင်ဒီလိုက5အိုကိုရင်ရေးမယ်တုံငယ်က 4y เนาะ power 5ကိုရင်ရေးမယ်နောက်ကဒီ queen เนี่ย minus queen เนี่ย queen ကိုရှင်းတဲ့ခါမှာလက်သေး queen ကိုရှင်းတဲ့ခါမှာ plus 3က minus 2a ဖြစ်မယ် plus 1 5က minus 1 5ဖြစ်မှာပေါ့နော်ဒီကတခါနောက်တစ် queen တုံငယ်တစ်ခုကိုထပ်ရှင်းမယ်မရှင်းသေးခင်မှာဘာလို့ရရလဲဆိုရင်တဲ့ဒီတုံငယ်ထဲမှာပဲ 4y5 နဲ့ y5 ကို နှုတ်လိုက်တဲ့အခါမှာ3.5ကျန်တယ်ပေါ့နော်သူပြချမှာရိုးဂရင်းရှင်းမယ်တူဝင်းဝင်းရချင်းမှာအနုလက္ခဏာရှိတယ်လေ +3.5 က -3.5 -2 ကက +2 ဒါဆိုရင်5နဲ့2နဲ့ကကျတော့2တော့ပေါင်းလိုက်မယ်ပေါ့နော်7 8 -3.5 ရပါတယ် 3y to the power 5နော်နောက်ကတာတလင်းကျိတ်ကခုနအတိုင်းပဲကျတော့ PU ရင်းမယ်နောက်ကလက်သေးခွေးလို့ရင်းရင်သုံးရှိမယ်ပေါ့နော် PU ရင်းမယ်ရင်းမယ်တကလေးနောက်ဝင်းရင်းမယ် p square -2 ဝင်းရင်းမယ် p -d လက်သက်ခွင့်နဲ့ဟောင်းရှင်းတဲ့အခါမှာ plus p square က -b square ဖြစ်ပြီးတော့ plus 2က -g ဖြစ်သွားတယ်။ဒါဆိုရှင်ဒီလိုနော် p နဲ့ p square နဲ့ကျွန်တော်တုံးလုံးမတူမတူတော့ရန်ကျွန်တော်ပြောရမှာဆိုရင်လက်သက်အတုံးငင်းကိုလည်းကျွန်တော်ဖြုတ်မယ်။တုံးငင်းပြောတဲ့အခါမှာ plus p က -b -b square plus p square -2 က plus 2ဟုတ်ဘူးနော်။ဒါဆိုအဲ့ဒီမှာကျွန်တော်2က p square နဲ့ b square နဲ့ဆိုရင်ကျွန်တော် 2p square ရမှာပေါ့နော်။အဲ့တော့ 2b² -p+2 ပေါ့ -p နော် +2 တို့ရကြရရှင်းလို့မရဘူး ဒေတာသွင်းတရုပ်လေးဒါငွေကိုလည်းတက်ရှင်းမယ်။ရှင်းတဲ့ခါမှာ p +2p2 က -2p2 ဖြစ်မယ်။ -p က +p +2 က -2 ဒေတာသွင်းရှင်တို့ p နဲ့ p နဲ့ကြာဘယ်လောက်ရလဲဆိုရင်ရှင်းက -2p2 ကိုဒီအမှတ်ပြန်ပြီးမှာစဉ်စဉ်ဟိုထညုံးစဉ်တိုင်းနေရတဲ့ခါမှာ -2p2 ရှိမှာ p နဲ့ p နဲ့ပေါင်းတော့ 2p ရတယ်။ဒီကကြာတလုံးနဲ့ဆိုတော့တလုံးနဲ့ပြင်ရအောင်နော်။ဒီတော့ထနံပါတ်ထောင်မယ်ပါ။နော်။10 3 2 7 ။ဒီမှာချုပ်ကဒီလက်တဲခွင်းလို့ရင်းလို့ရှိမှာပေါ့နော်။ချင်းမဖက်ပြတော့ဒါတုံဝင်းနေပါလေရှုပ်မှာ။ဒါဆိုရင်10 minus 3ကိုဒီတိုင်းပြင်မယ်၊2ကိုလည်းဒီတိုင်းပြင်မယ်။7 square minus 4 minus 4ကကြာချင်လို့က၄တုံးနေရာဒီတုံးလက်သေးခွင့်ရရှိရကနေကလက်သေးခွင့်နဲ့ဝင်ရမှာ၄တုံးကြီးစနေစနေ x2 a4 ရင်းကားလီက20အဲ့ဒီမှာလက္ခဏာပြောင်းနေဆိုတော့အပေါင်းနေရာအကုန်လုံးအနှုတ်လိုက်ပြသွားမယ်။ကြည့်ပြကြရင်တကားဒီလိုနော်အမှချင်းလို့ရတယ်နော်784နဲ့ -284 ကကျတော့584ကျန်မယ်။ 20 20အတွင်းတွင်တွင်ဝင်ဖြိုးလို့ရပြီပြောရကမှာ plus plus 584က minus 5 plus 584က minus 5ဖြစ်ပြီးတော့เนาะဘာကျတော့ minus 10က plus 10ဖြစ်မှာဟောဒါဒီမရသေးဘူးเนาะအပြင်မထုတ်ပါသေးလို့ပါအဲ့ဒီ tan minus 3ပြန်ပြောတဲ့အခါမှာ minus 5 4ကเนาะ plus 5 4ဖြစ်ပြီးတော့ minus 20က plus 20ဖြစ်မှာပေါ့နော်။ဒါဆိုလို့ရှိရင်ရှင်20နဲ့ပေါင်းတော့20ရပါတယ်။ နော်ဂွင်းထဲမှာ20မိပေါ့နော်အဲ့ဒီမှာကျတို့ဂွင်းနဲ့ဒီဂွင်း၄လဝင်းနဲ့အပြင်က3ဝနေပဲကျတို့ဝင်းပြဘူးမယ်နော်3နဲ့6 3 45 3 20 60ပြီးတော့လက္ခဏာတွေပြောတဲ့အခါမှာ plus တွေက minus ဖြစ်ပြီးတော့ minus တွေက plus ဖြစ်သွားပါတယ်။ဒါသေးချုပ်ဒါကိုရှင်းလို့ရပြီနော်။ရှင်းတဲ့အခါမှာနော် minus 6နဲ့ minus 60တွေက minus 60 6ဖြစ်မယ်။ငါကဒီဟာဒီရန်မြည်ရင်မယ်နော်။ minus 15 8 power 4ကဒီရန်မြည်ရင်ပါမယ်။ဒါသိရင်10 minus 60 6ကကြတော့ကျတော့ minus 56ဖြစ်မယ်။ မင်းရဲ့ fitting 8 power phone နဲ့ဒီကအဲရရပေါ့နော်အဲ့အဖြေကတော့တလောက်ပါပဲထောင်းအောင်မလေးရတော့နော်ဒါတင်ချေကေချင်ငန်3.2ကနမက်တိကတော့ဒီချင်းပြပါပြီနောက်ဆုံးဒီဗီဒီယိုအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်